ဗုဒ္ဓဟူးနေ့ဖွားများအတွက်လမ်းညွန်ဗုဒ္ဓဟူးနေ့မှာမွေးဖွားခဲ့ပါသလားတင့်ရဲ့ဘဝလမ်းကြောင်းကိုဘယ်လိုပုံဖော်မလဲဆိုတာသိချင်ပါသလားဒီဗီဒီယိုမှာတင့်အတွက်အဖြေရှိပါတယ်ဗုဒ္ဓဟူးနေ့ကိုဗုဒ္ဓဟူးကျိုကအုပ်စိုးပါတယ်ဗုဒ္ဓဟူးကျိုဟာဆက်သွယ်ရေးဉာဏ်ပညာနဲ့လိလသင်ယူမှုကိုကိုးစားပြုပါတယ်ဒါကြောင့်ဗုဒ္ဓဟူးနေ့မှာမွေးဖွားသူတွေဟာတဘာဝအဖြစ်ဆက်သွယ်ရေးကောင်းမှုပြီးဉာဏ်ရည်ထက်မြက်ကြပါတယ် ဗုဒ္ဓဟူးနေ့ဖွားတွေဟာထက်မြက်ပြီးလင်မြန်တဲ့ဉာဏ်ရည်ရှိကြပါတယ်။စူးစမ်းလို့စိတ်ပြင်းပြပြီးအရာရာကိုလေ့လာသင်ယူခြင်းကြပါတယ်။စကားပြောကောင်းပြီးစာရေးတာသင်ကြားပို့ချတာတွေကိုဝါသနာပါကြပါတယ်။အာယုံစူးစိုက်မှုအားနည်းတတ်တာကဗုဒ္ဓဟူးနေ့ဖွားတွေရဲ့အားနည်းချက်တစ်ခုပါအတွေးများပြီးစိုးရင်ပူပန်တတ်ကြပါတယ်။ဆက်ဆံရေးမှာမျက်နှာပေါ်ကပဲပြောဆိုဆက်ဆံတတ်ကြပါတယ်။ စာရေးခြင်းဤပညာနဲ့ရောင်းဝယ်ရေးလုပ်ငန်းတွေဟာဗုဒ္ဓဟူးနေ့ဖွားတွေနဲ့တင့်တော်ပါတယ်လူမှုကွန်ရက်တင် जा ရေးနဲ့ဈေးကွက်ရှာဖွေရေးလုပ်ငန်းတွေမှာလည်းအောင်မြင်နိုင်ပါတယ်စကလုံးတွေနဲ့ယုတ်တိပေဒါကိုအသုံးပြုရတဲ့အလုပ်တွေနဲ့လည်းတင့်လျော်ပါတယ်အုံနောက်ကိုအလွန်ကြုံအသုံးမပြုပါနဲ့ခန်းစားချက်တွေကိုလည်းမေ့မထားပါနဲ့ပြောတတ်သလိုနားလဲထောင်ပါတင့်စကားတန်ဟာလူတွေရဲ့နှလုံးသားကိုထိမိစေနိုင်တဲ့တရားတစ်စင်းပါစကလုံးတွေရဲ့အထက်ကစစ်မှန်တဲ့ဆက်သွယ်မှုကိုဖန်တီးလိုက်ပါ ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပြီးတငယ်ချင်းတွေကို share ပေးဖို့မမေ့ပါနဲ့နော်နောက်ထပ် video တွေအတွက် subscribe လည်းလုပ်ထားပေးပါဦး